ဆရာမိမညာတီးသုံးရောင်ပေါင်းပြီးတော့ရုပ်ရှင်စကားကြီးထည့်ရဖို့စီစဉ်နေကြောက်ထုတ်ပြောလာတဲ့ size item ကန်ပရိသတ်ကြီး size item ကန်ကဆိုတာကတော့ကျင်းပုံရုပ်ရှင်ဇလန်တွေထဲမှာပရိသတ်တရဲ့ချင်းနေအားပေးမှုတွေကိုတိတ်ပိတ်သွားခဲ့တဲ့မိသားစုတစ်လက်ပဲဖြစ်ပါရီ size ကရှက်တိုင်းသားလေးဖြစ်ပြီးတော့ချောမိုးရည်ရုပ်ရည်ကြောင့်စပေါ်လာခဲ့ကအမျိုးသမီးပရိသတ်တရဲ့တသက်လုံးချစ်ခင်အားပေးခြင်းကိုခံခဲ့ရသူပါ တင်းနှုတ်ရင်ဆိုတဲ့တနာစရာမျိုးသမီးလေးကိုမြစ်တာစီမြစ်တာမန်နဲ့ချစ်ပေးတဲ့အေးချမ်းရဲ့ကာရိုက်တာမျိုးမှာတရုပ်ဆောင်ခဲ့တဲ့စိုက်စီတမကန်ကိုသူ့ရဲ့နာမည်ရှိတဲ့ဇကာရိကအမည်ဖြစ်တဲ့ဆရာမင်းအဲ့လွင်ဖြစ် ပရိသတ်တွေကပုံမမိခဲ့ကြပါရင်အထူးသဖြင့်သူမရဲ့ချစ်ကိုမရခဲ့တဲ့အစားထိုးခံဒုတိယလူဖြစ်တရုတ်ဆောင်သွားဖို့ကပရိသတ်တွေရှင်တွေကိုဆက်ဆက်မြတ်မြတ်ရောက်ရှိသွားခဲ့တယ်လို့ဆိုရမှာပါအကောလောကစိုက်စီတုံခတ်ကိုသူ့ရဲ့နမည်ရစ်တဲ့ဇကာရိကတိုင်ဆီယာလို့ပဲခေါ်ပြီးဆီယာလို့ပဲမြင်ကအခုချိန်ထိတနာကုနာယူဖိတ်နေစေဖြစ်ပါတယ်ဂျင်ဖော်ဆလန်ဒရီဟာဆက်သိမ်းသွားပြီဆိုပေမဲ့ဆက်မသိမ်းပဲကြဲရှိနေတာကတော့ပရိသတ်ရှင်တွေကအားပေးမှုနဲ့ဇလန်ပေါ်မှာ အဆိုင်ခဲမကြေမှုပဲဖြစ်ပါရင်စိုက်စစ်တော်ကရဲ့ပရိသတ်တော်တော်များဟာသူ့ကိုစကားတွေမှာ happy ending မျိုးရရှိခြင်းပဲမင်းတကယ်တဲ့ကြောင့်စသိန်းပိုင်းတွေမှာမဲချက်နဲ့နှက်ထွက်မကိုက်ခဲ့တာကြောင့်အားမလို့အားမရဖြစ်နေကြလေဖြစ်ပါရင်ဒါတွေကိုသိတဲ့မင်းသားစိုက်စစ်တုံခဲကတော့ပရိသတ်တွေကိုအံ့ဩစရာသတင်းတစ်ခုချပြလာခဲ့ပါရင်အဲ့ဒါကတော့အခြားမဟုတ်ပါဘူးသူ့ရိုက်ကူထားတဲ့ကျင်းပေါ်စကားတွေကအနုပညာရှင်တွေဖြစ်တဲ့စုပြည့်သစေနေထွတ်ထွတ်နဲ့အတူတူနောက်ထပ်ရုပ်ရှင်စကားကြီးတကာထိုက်ရိုက်ဖို့စစ်ဆင်နေတယ်ဆိုတဲ့ကိစ္စပဲဖြစ်ပါရင် တနည်းပြောရရင်တော့ပြိတ္တတွေတည်ကြတဲ့ဆရာဒိန်းနူရင်မိမညာတို့ကိုနောက်ထပ်နှုပညာလက်ရာတစ်ခုမှအတူတူထင့်မြင်ရတော့မှာပါဂျေဖော်ဇလန်တွေမှာမကြည့်နေခဲ့သမျှအခုစီစဉ်နေတဲ့ရုပ်ရှင်စကားကြီးတွေမှာဆရာနဲ့ဒိန်းတို့ပြက်ပေါက်ဖက်နိုင်ကြပါအောင်မလားဆိုတာကိုစောင့်မျှော်ရမှာဖြစ်ပါသည် ။စိုက်စီတမခန့်ရေးပြောစကားအရကတော့တရုတ်ရှိစကားကြီးကလည်းအင်တော်ရင်နဲ့ပဲဆိုင်တဲ့ကားဖြစ်နိုင်တယ်လို့ဆိုတာကိုသိရပါတယ်။ဒါကြောင့်တေးဘေးပညာဆရာတော်300ပါပြီးတော့ထွက်လာအောင်မယ့်ရုပ်ရှိစကားအတွက်တော့ပြည်သက်တွေဟာခုတွေကနေရှီခိုစစ်လို့ရှားနေကြပြီဖြစ်ပါတယ်။ ဒါပေမဲ့ဒီရုပ်ရှင်စကားကြီးကဘလို့ပုံစံမျိုးရှိလဲဘလို့စကားမျိုးဖြစ်နိုင်လဲဆိုတာကိုတော့ science တုံကန်းဟာထုတ်မပြောခဲ့ပေတဲ့ပရိသတ်တွေအတွက်ခံမှန်းယုံသားဖြစ်နေကြပါရည်အချို့တွေကတော့ကျင်ဖို့ဇလန်းရဲ့အဆက်လို့ပြောနေကြပေမဲ့ science တုံကန်းရဲ့ပြောစကားအရကတော့အဲ့လိုဖြစ်နိုင်ချေနေပါရည်ဘာလို့လဲဆိုတော့ science တုံကန်းဟာသူ့ကိုပရိသတ်တွေကသနားစရာ character တစ်ခုအနေနဲ့ပဲရွေးမက်မိနေကြတဲ့အတွက်အခြား character ပေါင်းစုံလုပ်ကြည့်ချင်တယ်လို့ပြောထားတာကြောင့်တေချာပေါ့ဒီစကားထဲမှာဆရာမဟုတ်တဲ့ character တစ်ခုကိုမြင်ရဖို့ဖြစ်နိုင်ချေပုံများပါရည် ကျင်ဖော်တွေကဆရာဆိုတဲ့ကာရိုက်တာဟာသူ့ကိုနုပညာလင်းချပေါ်မှာလူပိုတိတာစေတဲ့ကာရိုက်တာတစ်ခုဖြစ်ခဲ့ပေမယ့်စိုင်းစီတမကန်ကတော့နောက်ထပ်ဒီလိုမျိုးတနာခံရတဲ့စရုပ်တွေကိုမြွေးချေတော့ဘူးလို့လည်းပြည်သက်တွေကိုရှင်းပြလာပါတယ် ရိသတ်တွေကအယက်တနာကြလို့တော့တနာခံရတဲ့ဇယုတ်ကိုရှောင်ရိုက်ပြီးတခြားထူကြတဲ့ဇယုတ်တွေကိုပဲရှိုက်ကူးသွားခြင်းပြီးတော့ဇိုးဆက်ဆန်ဇယုတ်တွေလားငှားရင်လည်းစူးစမ်းကြည့်ကြင်ကြောင်းပြောခဲ့ပါသေးတယ်။ဒါကြောင့်စိုက်စီဒုက္ခရဲ့ fan လေးတွေကတော့စိုက်စီကိုစကားထဲမှာထက်တနာစရာမလိုတော့ဘဲနောက်ထပ်ပုံစံသစ်တွေနဲ့ထပ်အားပေးရမှာဖြစ်ပါတယ်နော်။ပရိသတ်ကြီးတို့တဲမှာရောစိုက်စီဒုက္ခရဲ့ပရိသတ်ဒါမှမဟုတ်ကျင်းပေါ်ဇလန်းတွေရဲ့ပရိသတ်တွေများရှိလားရှင်။အကယ်၍ရှိတယ်ဆိုရင်တော့စိုက်စီဒုက္ခထုတ်ပြောလာခဲ့တဲ့စီစဉ်ထားတဲ့ဆိုရဲရှင်စကားကြီးကိုဘယ်လိုမျိုးခံမှန်းမိလဲဆိုတာမှန်ခဲ့ပေးပါ bao xí